အာစာတန်းဖက်အဖွဲ့စီမှာဖမ်းဆီးခံခဲ့ရတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်မြောက်ပိုင်းကမွတ်စလင်၃ယောက်ကို အာရခတက်တော် EE ကစစ်စင်ရေးပြုလုပ်ပြီးကေတင်နိုင်ခဲ့တယ်လို့သိရပါဗျ။ကေတင်ခံလိုက်ရသူ၃ယောက်ကတော့မောင်တော်မြို့နယ်ကြောက်ရှောင်းမွတ်စလင်ကြီးရောကမမတ်အာယူ52နှစ်၊အီလီယာ26နှစ်နဲ့ဂေါ်ဖူးအာလန်58နှစ်တို့ဖြစ်ကြပါဗျ။သူတို့ကိုအာစာကဖမ်းဆီးသွားပြီးနောက် EE က အာစာဖွဲ့တွေဝင်ထွက်နိုင်တဲ့ကွန်တီပင်ကြီးရောအုပ်စုနဲ့လက်ရကြီးရောအုပ်စုတွေမှာ လိုက်လံရှာဖွေတဲ့အချိန်မေလ9ရက်နေ့မှာ အာစာအကြံဖက်အဖွဲ့လက်ထေကနေကီတင်နိုင်ခဲ့တာလို့ကြောက်ချောင်းတီတာခံမွတ်စလင်လူကြီးတယောက်ကပြောပါရယ်သူတို့ကိုဖမ်းဆီးသွားတဲ့အာစာအဖွဲ့ကိုအီအီကစစ်စင်ရေးပြုတ်လုပြီးလိုက်လံရှင်းလင်းကကီတင်ပေးနိုင်ခဲ့တာလို့သူကဆက်ပြောပါရယ်သူတို့၃ယောက်ကိုမေလ၄ရက်နေ့ညနေပိုင်းမှာ အာစာအကျန်းဖက်အဖွဲ့ဝင်စီရောက်လောက်ကကြောက်ရှောင်းကြီးော်ထေဝင်ရောက်လာကအေးအေးတည်င်းပြေးရလို့ဆွဆွေးပြီးတော့ဖန်စီသွားခဲ့တာလို့ဒေသခံတွေကပြောပါရီသူတို့၃ယောက်ကိုအေးအေးကကီတင်တဲ့အချိန်မှာအာစာအဖွဲ့ဝင်၄ယောက်ကိုပါလက်နက်တွေနဲ့အတူမောင်တော်မျိုးနေကလေယာမွတ်စလင်ကြီးရွာနာမှာလက်ရဖန်စီရမိခဲ့တယ်လို့တည်င်းရင်မြစ်ကပြောပါရီ